ငွေကြေးအရင်းနှီး၅သိန်းလောက်နဲ့အဲကျွန်တော်တို့မုတ်လုပ်ငန်းတွေကိုတစ်ပိုင်းတစ်နိုင်လေးခန့်ချီလုပ်လို့ရမယ်ကျွန်တော်တို့မီးမလာလို့ရှိရင်ဖုတ်လို့မရတာပြဿနာတွေအဲနော်အမီးရနေလို့ရှိရင်ဖုတ်လို့မရတဲ့ပြဿနာတွေနောက်တော့ gasket ကုန်ကြစည်တွေရှိတာပေါ့အဲ့တော့ဒီ mobile set လေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမီးသွေးမီးပုံနဲ့ဖုတ်တာပေါ့မီးသွေးနဲ့ဖုတ်တာပေါ့နော်အဲမီးသွေး9000မူလောက်ဆိုလို့ရှိရင်မုတ်ဘန်း10ဘန်းလောက်ကိုဒါကောင်းကောင်းဖုတ်လို့ရတယ်အဲ့တော့ကုန်ကြစည်အနေနဲ့လည်းတက်တာတယ်နောက်လျှက်စစ်မီးလည်းမလိုတော့ဘူးနောက်အသုံးပြရတာလည်းလွယ်ကူတာပေါ့ အဲကျွန်တော်တို့ဖျားပွဲစည်းဒီမှာဟလာညာစည်းတန်းဒီမှာလူစီကားတဲ့ပန်းရံလိုနေရာမျိုးတွေမှာအဲကျွန်တော်တို့အသင့်စားအစားတောက်အနေနဲ့ပူပူနွေးနွေးလေးနော်တုံးဆောင်လို့ရမယ့်မုံမျိုးတွေပေါ့ဥပမာကျွန်တော်တို့ဘဲသားဖတ်စ်တို့အဲနော်ကျွန်တော်တို့လမုံတွေဖျုံလမုံတွေနော်ခေါင်းမုံလေးတွေနောက်ပီဇာတို့နော်ဒါဒီနောက်ပြီးတော့ဟမ်ဘာဂါတို့ဘာလို့ဖုတ်မယ်ဆိုလို့ရှိရင်လဲဒါပေါင်မုံတွေဖုတ်မယ်ဆိုလို့ရှိရင်လဲရတယ်ပေါ့နော်အဲ့တော့မုံမျိုးစုံဖုတ်လို့ရတဲ့တန်ဖိုးနဲ့မုတ်ဖုတ်ဆက်လေးက ဒါတန်ဖိုးအပြင်ဆိုလို့ရှိရင်ဒါ2သိန်းခွဲကျော်ကျော်လေးပဲရှိတာပေါ့နော်အဲကျွန်တော်တို့အဖူကန်ဆေးတွေမှုန့်မယ်ပါ냐ဆိုလို့ရှိရင်ဒါ2သိန်း9500လောက်တော့အဲကျမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်တီထွင်လာတဲ့ဆက်ကလေးဖြစ်တဲ့အတွက်ကြောင့်ဒီဆက်ကလေးနဲ့အကုန်လုံးမုတ်လုပ်ငန်းကိုအောင်မြင်လုပ်လို့ရအောင်လို့ကျွန်တော်ကအခုလက်တွေ့သင်တန်းလေးတွေကိုကျမ်းမာရေးမကောင်းတဲ့ဂျာကနေပြီးတော့မှအဲကျွန်တော်ရန်ကုန်မှာနှစ်ပွဲမန္တလေးမှာနှစ်ပွဲပေါ့နော်ဒါကျွန်တော်သင်ပြီးမှာပေါ့အဲ့တော့အဲ့ဒါတွေသင်ပြီးသွားပြီဆိုလို့ရှိရင်လည်းကျန်တဲ့အနေနဲ့ရဲရဲကသူတွေအတွက်ကိုလည်းကျွန်တော်ဒါ ဟိုဒီလကုံလောက်မှာဆိုရင်ကျွန်တော်ရွာငံမှာပေါ့နော်အဲမုတ်ပညာကိုတိုင်းရင်းသားတွေကိုကျွန်တော်တို့အခမဲ့တင်တန်းပေါ့နော်အခမဲ့တင်ကြပေးမှာပေါ့အဲအဲ့လိုမျိုးလေးတွေလည်းကျွန်တော်လုပ်မယ်နောက်ပြီးတော့ကျွန်တော်တို့ပြင်ဦးလွင်အဲဗကံပေါ့နော်အဲအဲ့လိုရက်ဒေသတွေမှာလည်းကျွန်တော်တို့အဲသွားပြီးတော့မှအဲသူတို့ဒေသခံဟလာဒီအစင်မပြေတဲ့လူတန်းသားတွေအနေနဲ့ဖီးသွားဧည့်သည်တွေကိုမဟုတ်လို့ပြီးတော့မှဒီဖတ်ဖို့အနေနဲ့စားကောင်းတဲ့မုံလေးတွေကြွကြွရွရွလေးတွေဖူဖူလေးတွေပေါ့နော် အလုပ်ရောင်းမယ်ဆိုလို့ရှိရင်သူတို့အတွက်လည်းအလုပ်ကင်ခွင်လန်းကအများကြီးတိုးတက်လာမယ်ခီးသွွားပြည်သူတွေအနေနဲ့ကြတော့ရှင်လေဒီစားတော့ကုန်တွေမှာတာရှိကန်ဈေးတို့နော်မှုကန်ဈေးတို့မပါတော့ဘဲနဲ့ပူပူနွေးနွေးဟာနော်ကောင်းမွန်တဲ့အရသာမုံလေးတွေကိုဒါစားသွွားမှာဖြစ်တဲ့အတွက်ကြောင့်အဲဒီဆက်ကလေးကိုကျွန်တော်အဓိကတီထွင်လိုက်ရတာဖြစ်ပါတယ်နော်အဲ့တော့မနက်ကဆိုလို့ရှိရင်လည်းဒါဆက်ကိုပြုတ်လုံပုံပြုတ်လုံနေဟနာနော်အပူအပူစင်းစင်းတဲ့အကြောင်းတွေပေါ့ကျွန်တော်ဒါအားလုံးကိုဒါပြောပြပြီးပြီဖြစ်ပါတယ်အဲ့တော့ဒါက ကိုယ့်ဘာကိုလှုပ်လို့လည်းရတယ်လို့ကျွန်တော်စီကနေပြီးတော့ဒီဆက်ကလေးတွေကိုဝယ်ယူအားပေးလို့လည်းရတယ်အကျွန်တော်စီကနေဒီဆက်တွေကိုဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကမုတ်လုံနီးပညာတွေကိုအလကားပေါ့နော်ဒီဆက်ဖို့တန်ဖို့ကြည်တဲ့အထိကို online သင်တန်းအနေနဲ့ကျွန်တော်ဖွင့်ထားတဲ့သင်တန်းတွေမှာ60ရာခိုင်နှုန်း short ချပြီးတော့မှသင်ကြားပြီးမှဖြစ်ပါတယ်အရှင်းဆုံးပြောရရင်ဗျာ online သင်တန်းတစ်ခုကို4000ကျတယ်ဆိုပါစို့နော်၄တောင်းကြတယ်ဆိုလို့ရှိရင်ကျွန်တော်60ရာခိုင်နှုန်းအဲကျွန်တော်တို့2400လောက်ရှော့ပြီးတော့မှ16000နဲ့မုတ်လုံနီးပညာတွေကိုသင်ကြားခွင့်ရမှာဖြစ်ပါတယ် အဲအဲ့လိုမျိုးဟလာကျွန်တော်တို့ပီဇာပေါင်မုတ်ဒိုနတ်ကိတ်မုတ်เนาะကွကီးနက်ကထိုင်းเนาะဘဲသားမုတ်ဒီမုတ်မျိုးစုံပေါ့ဗျာရှင်းသမဲ့မုတ်မျိုးစုံကိုအရသာမျိုးစုံပြုတ်လုတဲ့နီးကိုကျွန်တော်ကအွန်လိုင်းကနေပြီးတော့တင် जा ပြီးမှဖြစ်ပါတယ်အဲ့တော့ဒီဆက်ဖို့ခြေမှသာလျင်ကျွန်တော်တို့အရှင်းဆုံးပြောရရင်တင်တန်းကြီးကိုဟလာအွန်လိုင်းတင်တန်းကြီးကိုအပြည့်အဝသွင်းရမှာပေါ့เนาะအဲ့တော့ဆက်ဝယ်ထားတဲ့သူတွေနဲ့60ရာခိုင်နှုန်းတော့တင်တန်းကြီးကို short ချပြီးမှဖြစ်တဲ့အတွက်ကြောင့်အချိန်တန်လို့ရှိရင်ကျွန်တော်ရောင်းချပြီးနေတဲ့ဆက်ကလေးကဝယ်ယူအသုံးပြုသူအနေနဲ့အလကားရမှာဖြစ်ပါတယ်เนาะ ဟုတ်ကျွန်တော်ကတော့ဒါငကူကတော့ရေခဲမှုရေခဲချောင်းတွေအေးအေးတွေတင်းနေတင်းနေဆရာပါဒါဟိုးရှစ်ရင်ရလဲကျွန်တော်မုတ်တင်တန်းတွေတင်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကမုတ်တင်တန်းဈေးကွက်တွေပြတ်တဲ့အချိန်ကစပြီးတော့အရေသွေးနှင်းကြတဲ့မုတ်တွေကိုမတင်မေးချင်တာကြောင့်ကျွန်တော်မုတ်တင်တန်းတွေကို2018 2019 2019မှာနားခဲ့ပါတယ်အဲအခုကတော့ကျွန်တော်တို့မုတ်တင်တန်းတရားရန်ဈေးကွက်တွေကပြတ်သွားပြီးတော့မှမုံကောင်းလေးတွေကိုဟာလာစားသုံးကြတဲ့ခစ်ကိုပြန်ရောက်လာတာပေါ့နော်အခြေခံလူတန်းစားတွေအနေနဲ့မုံလုပ်ငန်းကိုငွေကြေးအရင်းကြီး၅သိန်းလောက်နဲ့လုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေလောက်တယ်ဆိုပြီးတော့မှာ အဲကျွန်တော်ကျမ်းမာရေးမကောင်းတဲ့ဂျားကနေပြီးတော့မှဒီလက်တွေ့သင်တန်းလေးတွေကိုကျွန်တော်သင်တန်းသင်ကြားပေးနေတာဖြစ်ပါတယ်အဲ့တော့မန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုဒါမဲ့9ရက်နေပေါ့နော်9ရက်နေမှာကျွန်တော်လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်အဲရန်ကုန်မှာဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီလာထဲမှာပေါ့နော်ဒီလာထဲမှာကျွန်တော်တို့17လပိုင်းဒီလာထဲမှာ20ရက်နောက်ပိုင်းလေးပေါ့နော်အဲကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့နှစ်ပွဲဆက်ပေါ့ရန်ကုန်မှာနှစ်ပွဲဆက်မန္တလေးမှာဒီနေ့ရယ်9ရက်နေ့တပွဲနှစ်ပွဲဆက်ပေါ့နော်အဲအဲ့လိုသင်ကြားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် လက်တွေ့သင်တန်းတွေကိုသင်တော့မှာမဟုတ်ပါဘူးကျွန်တော်အားယူတော့မှာဖြစ်ပါတယ်အဲဒါပေမဲ့လည်းကျွန်တော်အခမဲ့သင်တန်းတွေပေါ့နော်ကျွန်တော်ဖိတ်ကြားတဲ့သူရှိရင်ပေါ့ဖိတ်ကြားတဲ့သူအနေနဲ့အခမဲ့သင်တန်းဘယ်လိုဖိတ်ဘယ်လိုမျိုးဟာလာလာသင်ခွင့်ရအောင်ဖိတ်ကြားမလဲဆိုလို့ရှိရင်အခမဲ့သင်တန်းဖိတ်ကြားမဲ့သူတွေအနေနဲ့ကတော့ကျွန်တော်လာသင်ဖို့အတွက်ကျွန်တော်ကိုဟာလာနော်ဓမာယုံတို့နော်အာကစားခမ်းမတို့အာကစားကွင်းတို့ဒီလိုမျိုးတွေကိုကျွန်တော်ငှားပေးရမယ်ငှားပေးရမယ်သင်တန်းသားတွေဟာလာလူစက်နဲ့နော်အယောက်၄50လောက်စက်နဲ့နော်ခမ်းမမျိုးဖြစ်ရမှာပေါ့နော် အဲ့လိုမျိုးရပြီဆိုလို့ရှိရင်ကျွန်တော်ကိုလှမ်းပြီးတော့အဲ့ဒါ appointment ယူပြီးတော့ရက်ချင်းယူပြီးတော့မှဖိတ်ချားနိုင်ပါတယ်ကျွန်တော်ကအခမဲ့လာတင်ပေးမှာပါကျွန်တော်တို့ဘာမှလမ်းစေးတွေပြီးစရာမလိုဘူးဟလာတဲခုကန်းစေးတွေပြီးစရာမလိုဘူးကျွန်တော်ကိုယ့်စိတ်ကိုစားပြီးတော့မှအခမဲ့လာတင်ပေးမှာဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်သွားတင်ခြင်းတဲ့နေရာကတော့ရွာငန်းရဲ့ပြင်းဦးလွင်ရဲ့ပကံရဲ့ပေါ့နော်ဒီနေရာတွေကကျွန်တော်တို့ခီးသွားဧည့်သည်အလဲပက်တွေလာတဲ့အခါမှာနော်အစာကောင်းတောက်ကောင်းလေးတွေကိုဟလာစားတောက်နိုင်အောင်လို့အဲ ပြုတ်လုပြီးရောင်းချနိုင်အောင်လို့ဒါနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့เนาะဒီမုတ်တင်တန်းလေးတွေကိုကျွန်တော်ကအခမဲ့လိုက်တင်ကြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလာထဲမှာပဲကျွန်တော်တို့မန္တလေးရန်ကုန်ရှိမယ်ဒီလာကုန်လောက်မှာကျွန်တော်ရွာငန်းမှာအခမဲ့တင်နေလာတင်မယ်အဲကျွန်တော်တို့၁၂လပိုင်းထဲမှာကျွန်တော်တို့ပြင်းဦးလွင်နဲ့ပကံကိုတွားရောက်ပြီးတော့တင်ကြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တန်ဖိုးနဲ့မဟုတ်ဆက်လေးတွေကိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ဟလာဆရာမျိုးအောင်ဆိုတဲ့เนาะ Facebook အကောင့်မှာလာဝယ်လို့ရတယ်လို့ အတော့ကျွန်တော်ရဲ့ TikTok channel ဖြစ်တဲ့ဆရာမျိုးအောင် M Chef ဆိုတဲ့ account မှာလည်းလာရောက်မေးမြန်းစုံစမ်းပြီးတော့ဝယ်ယူနိုင်ပါတယ်เนาะအဲ့တော့ဒီဆက်ကလေးတွေအခုကျွန်တော်တို့ဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအပူခံဆေးလေးမှုတ်ထားတာပေါ့เนาะ2သိန်း9000ကျော်လေးပဲကြာပါတယ်ကိုယ့်ရဲ့ဘွားတစ်ခုကိုထူထောင်လို့ရပါတယ်အဲ့တော့ဤပညာတွေကိုကျွန်တော်အစာဆုံးကုညီပေးမှာဖြစ်ပါတယ်ဆက်အသုံးပြုပုံအသုံးပြုနည်းတွေလည်းအစာဆုံးကုညီပေးမှာဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းကိန်းကန်းတွေကိုဟုတ်လားเนาะ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေနော်ရှော့ချနိုင်အောင်စည်ရဲမှုကိုရှော့ချနိုင်အောင်လို့ကျွန်တော်အများကြီးစူးစမ်းပြီးတော့ကူညီသွားပါမယ်။ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာ။